ကျွန်တော်ရဲ့မိတ်ဆွေများပေါ့နော်ဒါကတော့အပတ်စဉ်တောက်ကြနေညနေ6:00နာရီဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဟောစရံလေးဖြစ်ပါတယ်ဒုက္ခကျေပွင့်လို့နာမည်ပေးထားတာပေါ့နော်ဒီဟောစရံလေးရဲ့တဒန်းဆိုရင်လည်းကြာမြင့်ပါလေဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကဒီဟောစရံလေးတွေကိုအပတ်စဉ်တောက်ကြနေညနေ6:00နာရီဆိုရင်ကျွန်တော်တို့မပြတ်မကွက်ပုံမှန်တင်ပေးနေကြပါ ဟောဒရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရောမင်္ဂလာချမ်းနေပြီးတော့သတင်းစကားလေးတွေပါခြင်းပါလေနံပါတ်1ကကျွန်တော်တို့အာလာစဉ်လာတိုင်းတရက်နေ့တိုင်းဖွင့်နေကြဖြစ်တယ်ဗေဒင်လက္ခဏာတင်းနှဲဒီလလည်းရှိပါလေเนาะတရက်နေ့စပါမယ်အဲ့တော့ဗေဒင်တင်းနှဲတက်ခြင်းနဲ့ကျွန်တော်ရဲ့သူတွေကကျွန်တော်တို့တရက်နေ့ကိုအရောက်လာခဲ့ရမှာဖြစ်ပါတယ်ရက်ွက်အုပ်ချုပ်ရေးမှူးထောက်ခံတာရဲစခန်းထောက်ခံတာလေးတွေတော့ယူဆောင်လာခဲ့ဖို့ဖြစ်ပါတယ် နောက်တစ်ခုကယူရောမင်္ဂလာချံကိုဘိုးတုံးနေရာလွဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမရှိဖွင့်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ယူရောမင်္ဂလာချံကိုအကြောင်းမျိုးနဲ့မလာရောက်နိုင်တဲ့လူတွေကအွန်လိုင်းကနေပြီးတော့မေးလို့ရပါတယ်နော်။ဟောစလန်မှာလို့ရတယ်။မိမိတို့ရဲ့အကြောင်းချင်းကကိစ္စအခက်အခဲလိုက်ဗီဒီမေးကျင်တယ်ဆိုရင်39 692 395လုံးခုနဲ့ဆိုတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်။နောက်ကျွန်တော်ရဲ့အနေနဲ့ရမှာကြည့်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအရေးကြီးတဲ့ပွဲတစ်ပွဲဖိတ်ပါမယ်။ အဲ့ဒီပွဲကဘာပွဲလဲဆိုတော့၄ရက်၁တလ၂၀၂၅အဲ့နေ့ဟာဒဇောင်မုံလပြည့်နေ့ဖြစ်ပါတယ်။ဒဇောင်မုံလပြည့်နေ့ညာဆေးပေါင်းခတဲ့ညဖြစ်ပါတယ်။အဲ့ဒဇောင်မုံလပြည့်နေ့ညာဆေးပေါင်းခတဲ့ညမှာကျွန်တော်တို့ယူရောမင်္ဂလာကျမ်းမှာဈေးခေါ်လက်ပွင့်မျက်နှာပွင့်ပီယာဈေးဆေးဖော်ပွဲကြီးရှိပါတယ်။ညရဲ့လာခဲ့ကြပါနော်။ကျွန်တော်တို့ဒီမှာအတူတကွာဆေးဖော်ပွဲကျင်းပကြပါမယ်။အဲ့တော့တနင်္ဂနွေစာစနေစုံ အပြိုစင်ခုနှစ်ယောက်ကတန်လိုက်တုံးကိုမုံညင်းစီနဲ့တွေးတယ်ခြေရေတက်တယ်မိထွန်းတယ်အပေါ်တက်လာတဲ့မိုင်းတွေကိုယူတယ်ပေါ့နော်ဘေးကလူပေါင်းများစွာကမြတ်တာတုတ်တွေအုံဂါရာတွေအဲ့ဒါကိုဒက်ဆက်ရွတ်တာလောင်မွန်လာပြင်းနေည12နာရီထိုးပြီးစေပေါင်းခပြီလဲဆိုတော့အဲ့ရတွေကိုအပြိုစင်ခုနှစ်ယောက်တွေးထားတဲ့တန်လိုက်စီတွေမုံညင်းစီတွေကိုခြေတွေစပကြီးတိကျတွေနဲ့စေပေါင်းတာပေါ့အဲ့စီကဘာတွေသုံးလို့ရလဲဆိုတော့ရင်အင်တာဗျူးဖြေတာတို့အလုပ်လျှောက်တာတို့ဆိုရင် နဖူးစံစားလေးတွေတုတ်သွားတယ်အိမ်ရောက်ထွက်ကျင်တယ်ကားရောက်ထွက်ကျင်တယ်ဆိုရင်အိမ်နံပါတ်ကားနံပါတ်လေးတွေကိုတုတ်ထားတယ်ဖလားသန်းသန်းနဲ့မှရေတန်တဘူးထဲဆေးတော်ကြီးတစ်သက်ထည့်ပြီးတော့ဆိုင်ရှိတဲ့အိမ်ချစ်တွေကိုပြပြန်းထားအဲ့ဒါလေးကိုမနေ့မိုးလင်းရင်နဖူးစံစားလေးတွေတုတ်ထားကများဖြင့်မျက်တနေကိုမျက်နာပွင့်နဲ့လူချစ်လူခင်များတယ်ပြောစကားဆိုစကားတွေအောင်မြင်တယ်အဲ့တော့ဈေးကော်လက်ပွင့်မျက်နှာပွင့်ဆေးတော်ကြီးပေါ်ပွဲကိုတသောမုံလာပြည့်နေ့ညမှာယူတော်မင်္ဂလာချမ်းမှာကျင်းပမှာဖြစ်ပါတယ် ဲ့ဒီညမှာဖော်တဲ့ဆေးတွေကိုရောက်လာတဲ့ဧည့်သည်တွေကိုပြန်လဲပြီးတော့ဝေပေးမှာဖြစ်ပါတယ်ဒါကြောင့်ဆေးတော်ဤဖော်ပွဲကိုညနေ၄နာရီ၅နာရီလောက်အရောက်ကြွားခဲ့ကြဖို့ဖိတ်မှန်တကပြုလိုက်ရပါတယ်ဒါတော့အခုအလှည့်ကြတာကတော့တင်းနှလာသားသမီးတွေအတွက်ဖြစ်တယ်တင်းနှလာသားသမီးတွေတော့ကျွန်တော်ရဲ့ဘေးမှာဆိုရင်ဒါတဲရော့ကန်လေးတွေချိုးထားပြီးသားဖြစ်ပါတယ်တင်းနှလာသားသမီးတွေအတွက်ပထမဆုံးကြတဲ့ကံကြမ္မာနမိတ်ကတဲ့ ူကအရှင်ပြန်ခြင်းထမြောက်ခြင်းပဲနမိတ်ပေါ့နော်သူရဲ့နမိတ်ကဒါလူသေးတွေပြန်ပြီးတော့အရှင်ပြန်လာတယ်တဲ့အဲ့လိုနမိတ်ပါပဲအဲ့တော့ဒီနမိတ်ကဘာလဲဆိုတော့အစိုးရနေကောင်းနေအစင်မပြေရာကနေအစင်ပြေတယ်မကောင်းရာကနေကောင်းတဲ့ကံကြမ္မာနမိတ်ပါတော်ရည်နာသားသမီးတွေကဒီကာလတွေမှာတဲ့အလောက်ကန်ခွင်ရေးခွင်လန်းရှာဖွေနေတဲ့တနင်္လာသားသမီးတွေဆိုရင်ဟိုအရင်အရင်တော့ကကိုလုတ်ခဲ့မှုတဲ့ အလုတ်ဟောင်းနေနေရဟောင်းနေအဲ့နေရာဒီမှာတွားရောက်ပြီးတော့အလုတ်ကင်တွေရှာဖွေတင်တယ်။ရင်းတော့ကိုယ်နဲ့တွဲဖက်ပြီးတော့လုတ်ကင်ခဲ့ဘူးတဲ့မိဟောင်းဆွေဟောင်းနေလုတ်ဖော်ကင်ပဲဟောင်းနေနေပေါ့နော်ဆရာသမားအဟောင်းနေပေါ့ရင်းတော့လူဟောင်းနေပေါ့သူတို့နဲ့ဆက်သွဲချိတ်ဆက်ပြီးတော့ကိုယ့်ရဲ့အလုတ်ကင်ခွင့်ရခွင့်လန်းတွေကိုရှာဖွေတင်ပါတယ်။နောက်အလုတ်ကနေပြီးတော့ထွက်ရတော့မလို့လို့နဲ့ အလုပ်တွေပြန်ပြီးတော့အဆင်ပြေသွားတာမျိုးတွေလည်းဖြစ်တတ်တာယာဒုတွေမတိုးတော့သလိုလိုနဲ့ယာဒုတွေပြန်တိုးတာမျိုးတွေလည်းကြုံရတတ်တာနောက်ကိုပိုင်စည်းဝါးရေးလုပ်ငန်းလုပ်နေတဲ့လူတွေမှာဆိုရင်ဘာထူးခြားချက်တွေရှိလဲဆိုတော့သူကအလုပ်တွေမကောင်းတော်တော်လေးမကောင်းအဲမကောင်းတော့ကိုကအဲ့ဒီလုပ်ကိုရန်နာပြစ်ချင်စိတ်တွေပေါ်လာပေါ့အဲ့လိုရန်နာတော့မယ်လို့ကိုကဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲကိုယ့်ရဲ့လုပ်တွေကပြန်ပြီးတော့သူတို့ဆန်းဆန်းအဆင်ပြေလာတာမျိုးတွေလည်းကြုံရတတ်ပါတယ် ဆိုတော့အလုပ်တွေကိုရပ်တော့မယ်ဆိုကမှပြန်ကောင်းလာတာပေါ့နော် မျောလင်းချက်မဲ့ရာကနေပြီးတော့မျောလင်းချက်တွေပြန်ရှိလာတာပေါ့ဒါတရဏသာသမီတွေရဲ့စီးပွားရေးတို့အလုပ်အကိုင်းတို့အကျန်းစီးတို့စိတ်ကူးတို့ကြည်ရွက်ချက်ညီမှန်ချက်တွေဟာတဲ့မျောလင်းချက်မဲ့ရာကနေပြီးတော့မျောလင်းချက်တွေပြန်ပြီးတော့ရလာနိုင်ပါတယ်ဒါတော့တရဏသာသမီကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာအလုပ်အတွက်နော်ဘာလို့လုံးလုံးမှမသိတဲ့သူတွေ အလုတ်ကင်မကောင်းလို့စိတ်တက်ကြနေတဲ့သူတွေဆိုရင်ပြန်ကောင်းမယ်လို့ပြောချင်တာပါနော်နံပါတ်1ကကြတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံပါငွေချင်းနဲ့ပတ်သက်တဲ့ကံမှာကြတော့ကျွန်တော်ကံကြမ္မာလဲဘိန်းဆိုတဲ့နမိတ်ကြကံကြမ္မာလဲဘိန်းဆိုတဲ့နမိတ်ကကြတော့ဘာကိုပြောချင်တာလဲဆိုတော့ကောင်းသောအပြောင်းလဲတွေဖြစ်နိုင်တော့အဲ့တော့ကာလကြာရှည်ထင်းငော့နေတယ်ကြံ့ကြာနေတယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေပြန်ပြီးတော့အဆင်ပြေလာတာမျိုးတွေဖြစ်တတ်တယ် တချို့ဆိုရင်ပတ်စံတွေရစရာရှိတယ်ဗျာတင်းတာသားသမီးတွေမှာဒါပေမဲ့တောင်းလို့မရကြာနေတာပေါ့ကမ်းလျော်သွားတဲ့ဒီကာလတွေကိုရောက်မှာအဲ့ဒီပတ်စံကိစ္စတွေအဆင်ပြေလာတာမျိုးတွေလည်းကြုံရပါလိမ့်မယ်။နောက်သူမြောက်ကပေးစရာရှိတာမပေးနိုင်မျောလင်းချက်တွေမဲ့နေတော့အဲ့ဒီသူမြောက်ကိုပေးစရာကြီးတဲ့ငွေတွေလည်းပဲတဲ့ဒီကာလတွေကိုရောက်လို့ရှိရင်သူကကံကြမ္မာလှဲပင်းရဲ့သဘောသဘာဝအရာပေးနိုင်လားဘလို့နည်းနဲ့ပေးနိုင်မလဲလို့မမင်းနဲ့ အလိုလိုနင်းနဲ့ဟိုကြံပန်းပြီးတော့အစဉ်ပြေးပြီးတော့ပေးနိုင်လာတာမျိုးတွေကြောင်းရတတ်တာနောက်တစ်ချို့ဆိုရင်ပတ်စံနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်မောလူမောတွေဖြစ်နေတာဗောနော်ဘယ်လိုလုပ်ပါမလဲလောက်ကိုရင်ဘယ်လိုလုပ်ပါမလဲပေးမပေးနိုင်ပါမလားရမရပါမလားသမီးလေးအကြောင်းစိတ်ကိုဘယ်လိုလုပ်ရမလဲအဲ့လိုမျိုးဟိုပတ်စံကိစ္စတွေကပူနေတာဗောစိတ်ပူနေတာအဲ့ကိစ္စတွေကလည်းချောချောမောမောနဲ့အစဉ်ပြေသွားနိုင်တဲ့အချိန်ပေါ့ ဒါတင်းလာသားသမီးတွေအတွက်အရေးကြီးတဲ့ကံတရားနှစ်ခုဟာနံပါတ်1ကအလုတ်ပေါ့အလုတ်ကကြတော့ဆိုတာရှင်ပြန်ထားမြောက်ဆိုတဲ့နာမည်ကြ။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံမှာကြတော့ဆိုတာကံကြမ္မာလှဲပိဆိုတဲ့နာမည်ကြ။နှစ်ခုသလုံးကတော့သူကအစင်မပြေရနေပြေတာကိုညွန်ပြတာပါနော်။နောက်ဆွေမျိုးသားချင်းတွေနဲ့ပူတွဲပေါင်းဆက်ဆက်တူရှယ်ယာအဲ့လိုလုပ်ငန်းမျိုးတွေဆိုရင်လည်းအောင်မြင်တတ်တယ်။နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံတော်တာတွေတော်တော်လေးကောင်းပါလူချစ်လူကင်များမယ်။ เนาะပညာရေးနဲ့ပတ်သက်တဲ့ကံမှာကြတော့နည်းနည်းလေးတခုရှိတာပေါ့သတိထားမှာအဲ့ဒါဘာလဲဆိုတော့ဒါကိုယ့်ရဲ့အိမ်တွင်းရေးလို့ကိစ္စတွေကိုယ့်ရဲ့မိသားစုအရေးကိစ္စတွေကိုအကြောင်းပြုပြီးတော့သူကပညာရေးကိစ္စတွေမှာအနှဲငယ်နှောင့်နှေးကြံ့ကြာမှုတွေကြုံရတတ်တယ်အဲ့ဒါလေးတော့သတိထားမှာပေါ့ဟိုကကိုယ့်အိမ်ကသင်တန်းဖို့မပေးနိုင်တာလို့ကိုကနိုင်ငံခြားကိုအကြောင်းသွားတဲ့ဖို့ကြိုးစားနေတာမှာကိုယ့်အိမ်ကဟိုတတ်မှတ်ထားတဲ့အချိန်ကာလမှာပတ်စံတွေမဆိုင်ထုံးနိုင်တာလို့ အဲ့လိုအဖြစ်အပျက်မျိုးတွေကြုံပြီးတော့ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာကြတော့နည်းနည်းလေးအခက်အခဲကြုံရတတ်ပါတယ်။နောက်အခြေအနေတော့တော်တော်ကောင်းပါတယ်။သူကရွှေကလပ်ရှိတယ်။အဲ့ရွှေကလပ်ထဲကနေပြီးတော့ရေတွေကဖြာကျနေတဲ့နမိတ်ကြတယ်။အောက်မှာကြတော့ကြာကန်လေးရှိတယ်။ဒီနမိတ်ကကြတော့ဘာဝညွန်ပြတာလဲဆိုတော့အေဂျင့်တာ။အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်အေဂျင့်။အိမ်တော်ရေးနဲ့ပတ်သက်ရင်အေဂျင့်။အဲ့တော့ပူလောင်ပူဆက်ပူလောင်ဖြစ်နေတဲ့တနင်္လာသားသမီးတွေဆိုရင်တော့မှအခြေရွယ်နှလုံးစိမ်ဝင်အေဂျင့်မှာပါ။ တောကတွေกินမယ်စိတ်တန်းကြကောင်းအခြေအနေကံတာတာကောင်းတယ်အဲ့တော့ချစ်သူကြောင့်နှလုံးစိတ်ဝင်အေးချမ်းရခြင်းတွေရှိတယ်ပူပန်တောကกินရခြင်းတွေရှိတယ်စိတ်တန်းကြကောင်းခြင်းတွေဂျုံရတပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တင်းလာသားသမီးတွေဒီကာလာလေးတွေမှာဂျုံနိုင်တဲ့ကံကြမ္မာလေးတွေကိုကျွန်တော်တို့ခြေပုံရပါတော့တဲတော့နမိတ်လေးတွေဖတ်ကြပေးတာဖြစ်ပါတယ်ဒါရင်းနာသားသမီးတွေတော့ကျွန်တော်တို့အကျိုးပေးတယ်၊ကံကောင်းတဲ့အကြောင်းလေးတွေရှိပါတယ်။နံပါတ်၁က အဖြူရောင်နံပါတ်2ကအနက်ရောင်အဖြူနဲ့အနက်နဲ့ဟာတင်းလာသားသမီးတွေအတွက်ခံကောင်းစေတဲ့အရောင်လေးတွေဖြစ်ပါတယ်အဲ့တော့အကြောင်းကြီးငယ်ကိစ္စကြီးတကအဲ့ဒီအရောင်လေးတွေဝတ်သွားလို့ရတယ်စောင်းသွားလို့ရပါတယ်သူတို့အကျိုးပေးတယ်နံပါတ်2ကတော့နှစ်ကနန်းနဲ့နောက်ခုနှစ်ကနန်းဖြစ်ပါတယ်အဲ့တော့အကျိုးပေးတာပါနော်တော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကော်ရီခေါဆွဲကတ်လူပါတဲ့ကိုယ်ကမကောင်းတဲ့ ကံသာတာအညာခိုင်လေးသိချင်းကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။တင်းလာသားသမီးကျောင်းရဲ့မိတ်ဆွေပေါင်းလည်းကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လိုရာဆန္ဒတွေလည်းတလုံးတစ်ပါးနဲ့ရရှိကြပါစေ။ကျန်းနေအောင်လို့ဆောင်လိုက်မြောက်ပါစေလို့ယူရောမင်္ဂလာချမ်းနေအားလုံးကိုလှိုက်လိုက်လဲလဲဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။